တိတ်တော့အကောင့်ကိုစနစ်တကျအဖွင့်နေနည်းကိုအစအနေဆုံးထိတေချာလဲရှင်းပြကြုတ်ပြပြထွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကတိတ်တော့အကောင့်ဖွင့်နေနည်းလုံးဝမသိရတဲ့မိတ်ဆွေများအတွက်ကြေွေပါတယ်သိပြီးတော့မိတ်ဆွေများတော့ကြော်တွားလိုက်ပါโอเคကျွန်တော်တို့တိတ်တော့အကောင့်ဘယ်လိုဖွင့်ရလဲဆိုတာမသိရတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်တို့စာရအောင်ပထမဆုံးအနေနဲ့ TikTok ထဲကို click နေပြီးတော့ဝင်သွားလိုက်မယ် ကေတော့တိတ်တောက်ခဲရောက်ပြီဆိုလို့ရှိရင်တော့ဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်ကောနော်ဒီနေရာမှာကျွန်တော်တို့နေနေကစိုက်တဲ့နေရာမှာထောက်ပြီးတော့ဝင်သွားလိုက်လို့ရတယ်မှာပေါ့နော်โอเคပြီးတော့เนาะကျွန်တော် next connect သွားလိုက်မယ် โอเคဒါဆိုရှင်တော့ကျွန်တော်တို့ TikTok app ထဲကိုရောက်သွားပြီပဲဖြစ်ပါတယ်ဗျာ TikTok app ထဲရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ video တော့ကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မှာအကောင့်မရှိဘူးအကောင့်မရှိတဲ့ခါကျတော့သူများကို follow လုပ်လို့လည်းမရဘူး comment ပေးလို့လည်းမရဘူး like ပေးလို့လည်းမရဘူးတငယ်ချင်းတွေနဲ့တွားပြီးတော့ message တွေပို့ပြီးတော့စကားပြောလို့လည်းမရဘူးဗျာအဲ့တော့ကျွန်တော်တို့က TikTok account ကိုဖွင့်ပေးဖို့လိုတယ်ဗျာ Okay so ကျွန်တော်တို့ TikTok account ကိုဘယ်လိုဖွင့်ရမလဲဆက်ပြီးတော့ကြည့်လိုက်မယ်โอเคကျွန်တော်တို့ဒီအောက်နာလေးက profile ထဲကိုတစ်ချက်နှိပ်လိုက်မယ်ဗျာ profile လေးထည့်ထုတ်ချင်နေလိုက်ပါကေဒါဆိုရှိတော့ဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်အကောင့်အတိဖောက်မှာဖြစ်တဲ့အတွက်ကြောင်း sign up ဆိုတဲ့နေရာမှာချင်နေလိုက်ပါအခုပြပေးမှာကကျွန်တော်တို့ဖုန်းနံပါတ်နဲ့အီးမေးလ်နဲ့ပဲကျွန်တော်တို့ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာ use phone or email နေရာမှာကျွန်တော်တို့ check click နေပြီးတော့နှိပ်လိုက်မယ်။ โอเคဒါဆိုရှင်တော့အခုဒီညမှာဒီဖက်ဒီလိုလေးပေါ်လာတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ TikTok account ကိုပါနေဖောက်မလဲဖုန်းနံပါတ်နဲ့ဖောက်မလား email နဲ့ဖောက်မလားကျွန်တော်တို့ရွှေ့ရတော့မှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကဒီမှာဖုန်းနံပါတ်နဲ့ဖောက်မယ်ဆိုလို့ရှင်တော့ဒီညမှာဖုန်းဆိုတဲ့ညမှာဗောနော်ခုလိုဖုန်းညမှာထပ်ထားလိုက်မယ်ဒီလိုမိတ်ဆွေကဒီမှာ email နဲ့ဖောက်မယ်ဆိုလို့ရှင်တော့ email ညမှာဒီဖက်မှာထောက်ပြီးတော့ဒီမှာ email ထည့်မယ်ဗောနော်ဖုန်းနဲ့ဖောက်မယ်ဆိုလို့ရှင်တော့ဖုန်းညမှာပြောင်းပြီးတော့ ဒီထဲမှာကိုကဘေးနိုင်ငံကဖုန်းနံပါတ်နဲ့ဖောက်မလဲဘောနော်ဒီညမှာကျွန်တော်တို့ click နေပြီးတော့ယူရမှာဖြစ်ပါတယ်ဒီလိုမိတ်ဆွေကဥမာမြန်မာနိုင်ငံကဖုန်းနံပါတ်နဲ့ထောက်ဖောက်မယ်ဆိုလို့ရှိရင်ဒီညမှာမြန်မာလို့တစ်ချက်ရိုက်ရှာလိုက်ဘောနော်မြန်မာလို့တစ်ချက်ရိုက်ရှာလိုက်မယ်ဒါဆိုရှင်တော့ဒီမှာ country code ကအပေါင်းကူငါပေါ်လာတယ်ဘောနော်ပြီးရင်ကျွန်တော်တို့ဒီမှာမြန်မာဖုန်းနံပါတ်ကိုထည့်ပေးလိုက်ဘောနော်ဒီမှာကျွန်တော်တို့မထည့်ပြတော့ဘောနော် โอเคဒီထိုင်းနိုင်ငံ solution နဲ့ဒီနေရာမှာနေပြီးတော့ထိုင်းကိုကျွန်တော်တို့တစ်ချက်နေမယ်ထိုင်းကိုကျွန်တော်တို့ဒီမှာရှာလိုက်မယ်ကောနော်โอเค Thailand solution Thailand ကိုကျွန်တော်နေလိုက်မယ်ဒါ solution တော့ Thailand ရဲ့ country code ကအပေါင်း66ဖြစ်ပါတယ်ကောနော်ဒီမှာတကယ်လို့ဖုန်းနံပါတ်ကိုထည့်မယ် solution ဒီနားမှာ9အောင်နဲ့6ကတုံညကိုဖြုတ်ပြီးတော့နောက်က9ကိုပဲကျွန်တော်တို့ ကိုယ့်ရဲ့နောက်ကနံပါတ်တူကိုပဲကျွန်တော်တို့ဆက်ထည့်ထွားလိုက်လို့ရတယ်ဒါမှမဟုတ်အပြည့်စုံထည့်ထွားလို့လည်းရတယ်ဘာပြဿနာမရှိဘူးအခုကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်တို့နေနဲ့ဖုန်းနံပါတ်နဲ့ဖြွင့်မယ်ဆိုလို့ရှိရင်တော့ဒီ country ကိုယင်နေပေါ့နော်နိုင်ငံကိုယင်ယူမယ်ပြီးရင်တော့အနောက်မှာဖုန်းနံပါတ်ထည့်မယ်ထည့်ပြီးလို့ရှိရင်တော့ continue ကိုနေသွားပြီးတော့ဖြွင့်လို့ရတယ်ပေါ့နော်ဆိုတော့အခုဒီ video ထဲမှာ email နဲ့ပဲကျွန်တော်အဓိကဖြွင့်ပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲဒီမှာ email ညာမှာတစ်ချက်နေလိုက်မယ် TikTok account ဖောက်မဲ့ကိုရဲ့ email gmail address ကိုဒီနေရာမှာ yay ထည့်ပေးလိုက်ပါတော့ဒါလို့မိတ်ဆွေကကိုရဲ့ email gmail address ကိုမသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ gmail ကိုဘယ်လိုတွားယူမလဲပေါ့နော်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီတိုင်းပဲထားဖြည့်လို့ရတယ်ပေါ့နော်ဒီ home key နဲ့ကျွန်တော်တို့နေပြီးတော့ထွက်သွားလိုက်မယ် ကိုဖုန်းထဲမှာရှိတဲ့ဂျီမေးဆော့ဝဲကိုလိုက်ပြီးတော့ရှာလိုက်ပါတော့ဒီမှာဂျီမေးဒီဂျီမေးထဲမှာပဲကျွန်တော်တို့ email ကိုတွားပြီးတော့ချိလို့ရပါတယ်ပေါ့နော်ဂျီမေးလေးကိုနှိပ်လိုက်မယ်ပြီးတော့တော့အပေါ်နားလေးက profile icon လေးကိုနှိပ်လိုက်မယ်ပေါ့နော်ကြည့်ရဆိုရှင်တော့ဒီပို့ဆောင်သားလေးမှာကျွန်တော်တို့ရဲ့ gmail email address ကိုမြင်ရမှာဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီ @gmail.com ဆိုတဲ့ဒီအရှိကကိုယ့်ရဲ့နာမည်နဲ့ဒါကကျွန်တော်တို့ရဲ့ ီးမြှင့်ကြီးမြှင့် address ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒါလေးကိုတေချာလေးကူထွားလိုက်မယ်ပြီးတော့ node ဒီထက်နဲ့ထွက်ထွားလိုက်မယ်ထွက်ပြီးတော့ကျွန်တော်တို့ခုနက TikTok software ထဲဝင်ထွားလိုက်မယ်ပေါ့နော်ဝင်ပြီးတော့ကျွန်တော်တို့ email နဲ့ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့် email ထဲကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ TikTok account ဖွင့်မယ်အဲ့ဒီ Gmail email address ကိုဒီနေရာမှာရိုက်ထည့်ပေးလိုက်ပေါ့နော် okay ကျွန်တော်ခုနကပြောကြည့်လာခဲ့တဲ့ကျွန်တော်ရဲ့ gmail email address ပေါ့เนาะကျွန်တော် TikTok account ဖွင့်မဲ့ gmail email address ကိုရိုက်ထည့်ပြီးရောပြီဆိုလို့ရှိရင်တော့ continue ကိုနှိပ်လိုက်မယ်ဒါဖုန်းနံပါတ်နဲ့ဖွင့်ဖွင့်ကျွန်တော်ဒီနေရာမှာဖုန်းနံပါတ်ထည့်ပြီး continue ကိုနှိပ်လိုက်ပေါ့เนาะ ကေရာဆိုရှင်တော့ကျွန်တော်တို့ဒီဘက်မှာ create password ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ TikTok account အတွက် password ကိုကျွန်တော်တို့ဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ password ရိုက်ထည့်တဲ့အခါမှာအနည်းဆုံး၈လုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ password ကိုအရင်ကြီးလွယ်ကူတဲ့ပုံစံမျိုးနဲ့မထည့်နေဗောနော်နည်းနည်း strong ဖြစ်တဲ့ပုံစံမျိုးနည်းနည်းခမှန်ရခက်တဲ့ပုံစံမျိုးဗောနော်ဥပမာ အာနည်းနည်းဒီမှာ act to set to ပေါ့နော်ပြီးလို့ရှိရင်တန်းလုံးလေးတွေနဲ့ယူလိုက်မယ်ဒါမျိုးစရိပ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီမှာဒီပုံစံလေးတူပြပေးထားပါတယ်ဒီမှာပေါ့နော်ဒီလို tin data လေးနဲ့ကျွန်တော်တို့ထည့်ပေးလိုက်ပါ โอเคကျွန်တော်တို့ password ကို yay ထည့်ပြီးွားပြီဆိုလို့ရှိရင်တော့ TikTok ကလက်ခံနေဆိုလို့ရှိရင်ဒီအောက်နားလေးမှာအမှန်ချစ်ကလေးနဲ့အခုလိုပြပေးနေမှာဖြစ်ပါတယ်ဗျနော် TikTok ကလက်မခံဘူးပြီးလို့ရှိရင်ကျွန်တော်တို့ထည့်တဲ့ password ကရမ်းလွယ်ကူနိုင်နေဆိုလို့ရှိရင်တော့ဒီလိုပြပေးနေမှာမဟုတ်ဘူးအနီရောင်လေးတွေလာပြပြီးတော့မရသေးတဲ့အကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အနေနဲ့ဒီမှာအစိမ်းရောင်လေးတွေပြပေးတော့ password ကိုတည်ချာလေးကျွန်တော်တို့ yay ထည့်ပေးလိုက်ပါနော်ကျွန်တော်တို့ဒီ password ကိုလေးတည်ချာမှထားလိုက်ပါနောက်တစ်ခါကျွန်တော်တို့ TikTok ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် TikTok ထည့်ကျွန်တော်ဝင်တဲ့ခါမှာ login င်ဝင်ဖို့အတွက် password ကိုလည်းကျွန်တော်တို့အသုံးပြုရမှာဖြစ်ပါတယ်ဗောနော်ကဲဆိုတော့ကျွန်တော် password ကိုတက်မှတ်ပြီးွားပြီးတေချာွားပြီးဆိုလို့ရှိရင်တော့ continue ကိုနှိပ်ပြီးတော့ set ထားလိုက်မယ်ဒီမှာကိုယ့်ရဲ့မွေးရလာခုနှစ်ကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ဗောနော်နောက် September ကိုကျွန်တော်ယူလိုက်မယ်အနစေဘောနော်ပြီးလို့ရှိရင်တော့ခုနှစ်မှာကျတော့အနည်းဆုံး16နှစ်အထက်ပြိနိုင်မယ်ဒီခုနှစ်ကိုရွေးချယ်ပေးလိုက်ပါနော်ဥပမာ1990အနည်းဆုံးအဲ့လောက်လေးတွေထားပေးလိုက်ပါ Okay ကျွန်တော်ငွေရလခုနှစ်ကိုကြီးပြီးသွားပြီဆိုလို့ရှိရင်တော့ continue ကိုနေလိုက်မယ်။ Okay ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ TikTok account ကိုအတုံးပြုံမဲ့နာမည်ပြောင်းပေါ့နော် next name တစ်ခုခုကိုထည့်သွားလိုက်လို့ရတယ်ပေါ့နော်။ဒီမှာထည့်ထားတဲ့နာမည်ကိုရှင်းမှာမဆိုင်လို့ရှင်ကျွန်တော်တို့သွားပြင်လို့ရသေးတယ်ပေါ့နော်တကယ်လို့မထည့်ချင်ဘူး skip နဲ့ကြော်သွားလိုက်လို့လည်းရတယ်ကျွန်တော်ကတော့ဖွင့်ပြတာဖြစ်တဲ့အတွက်ကြောင့်လို့နမူနာပြပေးမှာဖြစ်ပါတယ် Okay ပြီးတော့ continue ကိုနှိပ်သွားလိုက်မယ် တို့ TikTok အကောင့်ကိုဖွင့်တာရရဖြစ်ပါတယ်ဗောနော်ဒါပေမဲ့ကျွန်တော်တို့ TikTok အကောင့်ကိုဖွင့်ထားတဲ့ကျွန်တော်ရဲ့ Gmail အကောင့်နဲ့ကျွန်တော်တို့ TikTok အကောင့်ကို verify လုပ်ပေးဖို့လိုပါတယ်ဗောနော်ဆိုတော့ဒီထက်အနေတစ်ချက်ထွက်လိုက်မယ်ပြီးတော့တော့ Gmail ထဲကိုကျွန်တော်တို့တစ်ချက်ပိတ်သွားလိုက်မယ်ဗောနော် Okay ပြီးလို့ရှိရင်ဒီမှာ Gmail ထဲမှာဒီမှာ verify your email address ဆိုပြီးတော့အခုလို email တစ်ဆောင်ရောက်လာတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီမှာ verify your email address နေရာမှာတစ်ချက် click နေပြီးတော့ဝင်သွားလိုက်မယ် တို့ကတော့ email ထဲမှာကိုဒီလိုလေးပို့လာရောနော်ဒီမှာ verify your email address မှာကျွန်တော်တို့တစ်ချက် click နေပြီးတော့ on သွားလိုက်မယ်โอเคဒီဖက်မှာ thank for verifying ဆိုပြီးတော့အခုလို့ပေါ်လာပြီဆိုလို့ရှင်တော့ရပြီပေါ့เนาะကျွန်တော်တို့ဒီ TikTok account ဖွင့်နေတာ email address နဲ့အမှန်ကန်ဖြစ်သွားပြီပေါ့เนาะ TikTok ထဲမှာပဲဆက်ဝင်သွားပြီ profile ထဲတစ်ချက်နှိပ်မယ် ဆိုတော့ကျွန်တော်တို့ edit နေရာမှာတစ်ချက်နှိပ်လိုက်မယ် chain photo နေရာမှာနှိပ်ပြီးကိုယ့်ရဲ့ဒီ TikTok account profile ပုံကိုကျွန်တော်တို့ upload တင်ပြီးတော့ပုံလေးတင်ထားလိုက်လို့ရပြီဒီမှာ name နေရာမှာနေပြီးတော့လဲကိုယ့်ရဲ့နာမည်ကိုချိန်လို့ရတယ်ဗောနော်ဒါပေမဲ့တခုရှိတာကတော့ကျွန်တော်တို့ name နေရာမှာကိုယ့်ရဲ့နာမည်ကိုချိန်မယ်ဆိုလို့ရှိရင်အခု account ဖွင့်ပြီးတော့ခုနှစ်ရက်ကြာတဲ့နောက်ပိုင်းမှာဗောနော် name ကိုထပ်ချိန်လို့ရမှာဖြစ်ပါတယ်ဗောနော်ချက်ချင်းချိန်လို့မရဘူး ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိလေဆိုရင်ဗီဒီယိုကို like and share များလုပ်ပေးတော်နိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြင်ပြီးတော့ဆုံကြရအောင်အားလုံးပဲမြင်လာပါ